မင်းတို့နေယူချော်ပြန်ပြီးအဖွဲတွေရလဲကွာနည်းနည်းလေးမှမလုပ်ဘူးမလားဟိုဖះမှာစာတန်းချိတ်တယ်လို့မျိုးနေမင်းတို့ချိတ်ရဲလို့လားချိတ်ချိတ်ရဲဖို့နေတာမင်းတို့စိတ်တောင်စိတ်ကူးရဲစိတ်ကူးရဲလို့မင်းတို့တကယ်တတ်သိရှိတယ်ဆိုရင်ချိတ်လိုက်ပါလားကွာတိုင်းပြည်တည်တယ်တည်နေလို့ထာဝရဗလီပိတ်ပြီလို့ချိတ်လိုက်ပါလား အဲ့ပဲမင်းတို့ကချိန်ဖို့နေတာကစိတ်ကူးတဲ့တောင်မထည့်ရဲဘူးမင်းတို့ပထွေးတွေရတာကြောက်တာဘယ်လိုလဲအဲ့ဒါကိုပြောတော့ဘောကွာကလစစ်ထက်ကလစ်ထက်ကကိုသွေးမဲတယ်ဆိုတော့မင်းတို့ကိုကိုပြန်ကြည့်ဦးမင်းတို့နေယူချော်ပြန်ပြေးသွားတဲ့အာလုံးသွေးမဲကြီးတွေဖြစ်နေပြီမင်းတို့သွေးမဲမှာဘောဟိုကကလစ်ထက်သွင်းပေးထားတာလေ အေးမင်းတို့နယူးချော့ပြပြေးတွေငါပြောမယ်မင်းတို့တွေးတွေမဲနေပြီမင်းတို့ပထွေးကမင်းတို့မွေးပြီးစားနေတာမင်းတို့တွေပထွေးတွေရဲ့တွေးမဲမဲတို့သွင်းပါတို့သွင်းပေးထားတဲ့အတိုင်းရှောက်လို့နေမယ်ဆိုလို့ရှိရင်မြန်တော့ရဲ့ဆယ်လား2025ပေါ့နော် တော်တော်ကကြောင်ဝဲကိုတိမ့်လိုက်တယ်ကြောင်ဝဲကိုတိမ့်လိုက်ပြီးတော့အခုကြောင်ဝဲမှာတော့အစိုးရရန်ရန်လေပါဖို့တော့အကုန်ရောက်နေတယ်မနေ့ကဆိုလို့ရှိရင်ဒါတော်တော်စီဘက်ကတိုင်းလိုက်နေနေဖြစ်တယ်အဲ့တော့တောင်တော်ကဆက်လက်ပြီးတော့ဟိုတီဘောတို့ကိုဖိုးဆက်စင်မှန်ထင်တယ်အခုလောလောဆယ်ပြောမှာတော့ဗိတုတဲ့အကြောင်းပြောရရင်တော့နမ်မတူတို့မန်းတုံတို့ကိုအဲ့ကမနေ့ကဖိတ်ထုချတယ်ဗျာရဲရဲဆက် အဲ့တော့ဒုစုမတုစုလို့ကျအရင်တော့ကျွန်တော်စွတ်ခွာခဲ့ရတဲ့တိုင်ရင်ပေါ့အဲ့မှာအခါလာပြတောင်းရဲ့ရှင်အဲ့ဒီအဲ့ဒီမှာရှိတဲ့ပလောင်တွေကိုဒါရှင်းနေလိုက်တယ်ပလောင်တွေကိုရှင်းနေလိုက်တယ်နောက်တစ်ခါကျတော့ကျွန်တော်မန်တုံနမတုနမတုမှာဆိုရက်ွက်ရှစ်ပေါ့ရက်ွက်ရှစ်ပုတ်ဝါရုံကြောင်းရဲ့ဘုံကြောင့်အနီမှာရှိတဲ့ပလောင်အကောင်ကြီးလေးကိုတောက်ပြီးတော့ခြောက်လိုက်တယ်ကြက်တော့တောင်းတော်ကဒါစပြီဆိုဒီပုံစံဆိုလို့ရှိရင်တော့နန်းစံတို့မန်တုံတို့နမတုတို့ အကုန်လုံးကတော့ကြွားတော့မှထင်တယ်ပြီးကြတဲ့ပလောင်ကိုတကယ်အပြီးဖြုံမှထင်တယ်နော်ကျွန်တော်အနေနဲ့ယူဆတယ်ပလောင်ဖြုံမှပလောင်ကလူဆိုတဲ့ခေါင်းကြီးကိုမတက်ထားတာလူဆိုတဲ့အတိငံကြီးကိုမတက်ထားတာရုံမာတာကတော်တော်ရိုင်းဆိုင်လာတာအခုတော့ဘယ်နေရာမှာသူတို့လက်မခံတော့တီဘောဘက်ဆိုလည်းပဲဘာမှဂိတ်ထိုးလို့မရတီဘောမှာဆိုအခိုင်အမာခံစေပေါ့ဒီခိုင်အမာခံစေဆိုတော့တောင်းလို့ဆွဲချောင်းထိုးဘာမှရက်အောင်မချောင်းထိုးပြနိုင်ဘူးတောင်းလို့ အတောင်တော့အောင်ပါတယ်တော်တော်ကောင်းပါမနေ့ကကျွန်တော်နေကမ်းနေပြောသွားပါလဲပေါ့ဒီအနောက်ဘက်ခြံကို52တာအမ်လုံး40ကျော်50မီပါလောက်ရှိတယ်50မီပါလောက်ရှိတယ်နေကတွေ့တာအကြံဖတ်ဒီပေါက်ကတော့တောင်းလျှောက်ရှင်းနေတာကျောင်းကောမန်တန်မှလာရတယ်အခုပေါက်သူနှစ်ထိုးကြီးတို့တောင်းလျှောက်ပြောနေကြတယ်သူရှာလင်းတို့ဒါမျိုးတွေပြောနေသူကျွန်တော်တောင်းလျှောက်မိရတောင်းလျှောက်ပြောလဲချိန်မှာပြောတာနဲ့ထုတ်တာပဲ ဘိုင်းကပြောဖြစ်တယ်ဆိုတော့တချို့သိပါလေဒါမှဘိုင်းကအဲ့ဒါကြီးတိတ်မပြောချင်ထူတယ်ထူတယ်တော်တော်ကြမ်းကြမ်းတန်းတန်းထူတယ်ဘောမှာဆိုတော့တော်သေးပြီးတော့နထိုးကြီးနထိုးကြီးလည်းမနေနေမီရှင်းနေနေမှာအာအလောင်းလက်နက်တွေတော်တော်ရတယ်နော်ပေါ့မှာဆိုလည်းတော်တော်လက်ကြတယ်အဲအနောက်ချမ်းရောက်တယ်တော်တော်များများပဲအတိတယူမကအာတော်တော်ကြီးကိုကျွန်တော်တွေ့ရတဲ့ပုံစံကစိုးအောင်တော်တော်ချစ်တယ်ထင်တယ်ဒီမှာအားဟဲအောင်မောင်စိုး မြင်ကွာချင်းတော့ချင်းမစဖောက်တယ်ကွာဘာဖြစ်တယ်ညာပဲပြေးသွားပဲရှောင်သွားလဲမသိရင်မိုက်ကြီးတော့လိုက်အောင်နေတာစိုးအောင်သူမိုက်ကဲလို့ပိုက်ကဲလို့ညာကဲတော့ပဲပြေးလဲတော့မသိဘူးเนาะဒါဒီနေ့သူတို့ပြောရတယ်ဟိုစိုးစိုးအောင်လားမိုက်ကဲလားမသိတော့ဟိုငစီနဲ့ဟောင်းစီနဲ့အောင်းပါလေဒီဘက်ကကြောက်ဆုံးလို့လောင်နိုင်တယ်ဒါဒီနေ့ကျွန်တော် reaction လုပ်ပြီးမှဒီကောင်အဲ့ မတိတာယုံမလို့ဒီကောင်ရှောက်ဖွေလုံနေတဲ့ဟာမှာဟလာမောင်စုတကြားရောင်းတော့အော်ညာကမ္ဘာရှောက်ပြောမတိတာယုံမလို့ပြောထားတဲ့ဟာဒီဒီကောင်ရေချင်းပြန်လောက်ရပြန်ဒီကောင်စောက်ရှောက်အချက်ကိုတစမ်းမှမရှိပါနဲ့ပယံပထာတွေပြောနေတဲ့ကောင်လေးကိုဆုံးမပြအောင်မဒီနေ့လက်မှာဆိုလို့ရှင်လုံးချင်းတမကန်ရောင်းမှာရှိနေတဲ့အကြံဖက်တွေကိုတမလောကဝင်ရောက်ရှင်းနေတာရှိတယ်နော်ဝင်ရောက်ရှင်းနေတဲ့တမရဲ့အောင်ပွဲတွေတွေ့ရတယ်အကြံဖက်တွေလည်း ဖက်ပြီးတယ်ပြက်ခတ်ရှင်းနေတယ်ဖမ်းမိတယ်အရှင်နဲ့မိတယ်အသေးလေးရတယ်နောက်နှလုံးနှစ်ခုစလုံးရတယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ခိုင်းနဲ့ဝက်လက်နဲ့အဆက်မှရှိတဲ့ရွာတွေပေါ့အဲ့နေရာတွေကိုစကြောင်းတို့ရှင်းနေတာတောက်ချောက်ရှင်းနေတယ်တောက်ချောက်ရှင်းနေတယ်အကြဘတ်တွေဒီစကိုင်းအဆက်တွေကတော့တော်တော်ကုန်လောက်ပြီဝက်လက်တွေတော်တော်ကုန်လောက်ပြီသူတို့ပြောနေတယ်ဆိုတော့ကွာဂျင်းတရင်းနေဘာမှမှန်ကန်မှုတစ်ခုမှမရှိဘူးကျွန်တော်တွေ့ရတယ်နောက်အဲ့ဒီမှာဆိုလို့ရှင်းရွာလို့ချောင်းမကြီးရွာလို့နောက်ကမဲသလီရွာလို့ရှိမကာရွာလို့ မရေရွာလို့အဲ့ဒီမှာတဲကျွန်းရွာလို့အောက်တိုက်ရွာလို့နောက်တစ်ခါဒီတလိုင်းရွာလို့ခက်ခရွာလို့မှာအဲ့မှာလည်းအကောင်လုံးနေမီရှင်းတာ AC ဖြစ်သွားပြီအားလုံးနေမီရှင်းနေပြီးသားဖြစ်သွားတယ်တောင်တော်ကတော့နေမီရှင်းနေတဲ့နေရာမှာတော့အခုအိမ်မှာတိုင်ဝဲတပ်ဖွဲ့သားပြစ်ဆတ်မှုကျွန်တော်မတွေ့ရအောင်ဘယ်အဲဘမော်နဲ့ကြောင်မန်ကျွန်တော်ကြောင်မန်ရမှာလို့ထင်တာလဲဆိုတော့ကျွန်တော်အထင်မှန်တယ်ဘမော်ကဗရန်ဗရာနဲ့ခိုင်းပြီးနေလို့သူတို့ကဟိုဘယ်လိုပြောမလဲသိမ့်ပိုက်သွားတဲ့နေရာမှာဟုတ်ဘူးဗျာအဲတကယ်မှ လာရောက်တိုက်ခိုက်နေတဲ့ကာလဖြစ်နေတော့ခုခံနေတာမျိုးပဲဖြစ်တဲ့အခါကျတော့အဲတိုက်လိုက်ကြောက်လိုက်တန်းလိုက်ဖြုတ်လိုက်ပေါ့အဲမှာခြွေစစ်လို့ဖြစ်နေတာပေါ့ပြန်ရင်လည်းတီလိုက်ရှာလိုက်ပေးလိုက်ရှာလိုက်နဲ့လာလာပြီးအသေးခံတက်နေတဲ့ပုံတွေ့ရတာပေါ့အဲ့ဒီမှာမင်းကတော့ကျွန်တော်ပုံလေးတစ်ပုံတက်လာတာကိုတွေ့လိုက်ပုံလေးတစ်ပုံအဲ့မှာစစ်တီလင်းမြောင်တော့တက်ကတက်ကရင်းမရဲ့စစ်တီရဲ့တနက်တီလည်းရချနေကြတာပုံပေါ်မှာအဲ့ဒါအဲ့ဒါကိုကျွန်တော်ကြည်တင်အားဖြင့်မြန်မာပြည်သူတွေကို မိမောင်းထိုးပြလိုက်တာပဲဗျာဒီလားမြန်မာပြည်သူတွေမိမောင်းထိုးပြလိုက်တာပဲဘာဖြစ်လို့ဆိုတိုင်းပြည်ရဲ့တကယ်အနေနဲ့ကြီးကြပ်ရောက်လာတဲ့ခါကြလို့စေမြန်မာစစ်သားရဲ့ဇနီးသားများရဲမိတရားလည်းပဲဒီလိုတိုင်းပြည်ကိုရွရွချွချွကာကွယ်ပါလေဆိုတာအဲ့ဒါမိမောင်းထိုးပြလိုက်တာပဲနော်စစ်မှုထမ်းဆောင်မှာကြောက်တဲ့ကောင်နဲ့ကြောက်တဲ့ကောင်နဲ့နည်းနည်းတော့ရှက်တတ်ဖို့လိုတယ်လို့တော့ပြောချင်လာတယ်နော်အဲ့ဒီမှာတွေ့လဲရဲတောင်တော်သားနဲ့ရဲမိ မြောက်လာဖတ်နေတာလေးကိုမြင်လိုက်တော့ရင်ထဲလေးပီပီးပြပါလေလက်ရှိကျန်းသွားပါသေးလို့ကျွန်တော်အနေနဲ့ဆူတောင်းပါလေနော်ဒါမှမဟုတ်အမှစစ်မှုထမ်းမှုတက်ကြောက်ပြီးတော့ငွေတွေအဲတိမ်ပေါင်း၄၅၈၀တရားပေးနေတဲ့သူတွေကတော့အဲ့ဒါကိုပဲကြည့်ကျွန်တော်တို့ကစစ်မှုထမ်းကြီးတွေနဲ့လာလာပြောကြတယ်စစ်မှုထမ်းနေအဲပတ်စံနေပေးနေရတယ်ပတ်စံနေပေးနေကျွန်တော်တို့ကနဘိုးတဲ့ကပြောပြတာမပေးခိုင်းဘူးကျွန်တော်လာပြောလဲကျွန်တော်နဲ့အကြောတဲ့မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအားရတဲ့ကိုလက်မခံဘူး တကယ်လို့တော့ pink white diamond ဆိုတော့ဥရိယာ diamond ဆိုကျွန်တော်ပြောကြတယ်ကျွန်တော်တကယ် fine နေ blue fine နေပို့ပြီးကျွန်တော်ပြောပြီးမှကျွန်တော်လုပ်ခဲ့ဒါမျိုးရှိတယ်နော်ဘာလို့ဆိုစိတ်မှုတန်းဥရိဟိုတည့်ရပြူတာပေါ့လက်ပီးလိုက်လုပ်တယ်ဆိုဒိန်80ပြေးလိုက်ဒိန်50ပြေးလိုက်အဲရက်ကွက်ထဲမှာတော်နေပါလေကိုကြီးရွာနေမှာတောင်းလိုက်9000တသိန်းတသိန်းတောင်းလိုက်ဒါမျိုးတွေပြက်ပြက်ဒါမှအစိုးရပေါ်လာခဲ့လို့ရှင်နောက်အစိုးရပေါ်လာခဲ့တော့အဲ့ဒါဒီမှာတမ်းမတ်ရတယ်ယူထား ပြီးလို့ရှင်လို့ရှင်သူတို့တရားပြန်ဆွဲမှာပြီးလားအဲ့ဒီအိမ်ကြီးဖွဲ့စီကတသက်ရှိတယ်ရှိနေတယ်တသက်လုံနေတာရှိတယ်ကျွန်တော်သိပြီးလားအဲ့အလေးတမကြခင်အုံနေဖြစ်ပြီးသွားရွေးကောက်ဝယ်ပြီးသွားပေါ်လာလိမ့်မယ်အဲ့ဒီစစ်မှုထမ်းဥပဒေနဲ့လက်ပိတ်လက်ကိုလုတ်တယ်အနေထားတစ်ခုเนาะခုချိန်မှာတော့ဟိုတိတ်ပြီးတော့ကျွန်တော်တို့ကပြောဖို့ကမကောင်းဘူးဆိုတာဘာကြောင့်မကောင်းလဲဆိုတော့ခက်စနစ်အခြေအနေရမပြောတာအဲ့တော့ တကယ်တိတိကျကျမှန်ကန်တယ်ဆိုလို့ရှိရင်အဲဗီဒီယိုဖိုင်နေတာပို့ကျွန်တော်တို့ပြောပြဘာဖြစ်လို့ဆိုတော့ kiss စနေအချိန်ရဆိုဒီမှာရှိနေတဲ့သူတွေကိုပဲအဲသဘုတ်လေးတွေပြောတင်တာလားတကယ်လားဆိုတာကျွန်တော်တို့ကကိုယ်တိုင်မရှိတဲ့အတွက်မသိဘူးပြောနေတဲ့သူတွေကတော့တော်တော်များများပဲမြို့ရွာအနှံ့တွေမှာပြောနေကြတယ်မြို့ရွာအနှံ့ပြောတဲ့အများပြောလာတော့အမှန်လို့ဆိုတတ်မှတ်လို့ရပါမယ်တိကျတဲ့ခိုင်နှုန်းနဲ့တက်သည့်မရှိဘာမှလုံးလုံးမရအောင်ဆိုတော့ပြောပြသည်ဒီလေမင်းကနှစ်ယောက်လေးဟိုနှီးမောင်နဲ့နှစ်ဦးကိုကြည်တင်အားဖြင့် စင်မှုတန်းကိုကြောက်တာဆိုစင်မှုတန်းကိုရှောင်ပြီးတော့ပတ်စံနေပေးပြီးတော့ online လုပ်နေတဲ့တိမ်ပေါင်း၄၅80 80တောင်ကြီးဘက်နေမှာကျွန်တော်မှပြောပါတယ်ဘီလူဟိုအတန်ဖိုင်နေကျွန်တော်အနံမန်နဲ့ကျွန်တော်အတန်နဲ့ကျွန်တော်တောင်းတော့လွတ်ပေးပါကျွန်တော်ဖုန်းနံပါတ်တွေပါပြောပါတယ်ကျွန်တော်တို့ကတော့ဒုသလေးဒုနာလေးဖြစ်မှာမလို့စဉ်းစားကြည့်နေတဲ့အတွက်မလွတ်ပေးတာပဲရှိပါတယ်ချိန်တန်လို့ရှိရင်အဲ့ဒါတွေကသူ့ဦးတွေကြောင့်ကြောင့်တော့ပါနေမှလို့ပြောအောင်ပါနော်အဲ့တော့ရှက်တတ်ပါစေလို့ပဲပြောခြင်းတယ် ။နောက်ဝိုင်းမဘက်မှာလည်းပွဲကနေတယ်။နပြင်းရွာဘက်မှာလည်းပွဲကတယ်။မနေ့ကတော့လေချောင်းလေးနဲ့တောက်ချောက်ထူတယ်။နောက်မနေ့ကလေလေချောင်းလေးတောက်ချောက်တောက်ချောက်ထူတယ်။နောက်လဲဆန်းတဲ့ဒေသဘက်မှာလည်းတောက်ချောက်ထူတယ်။ချီခွေးဘက်ကိုတိုက်ဖို့အတွက်အစီအစဉ်ရှိတာလားတော့မသိဘူး။တောင်တော်ကတော့အဲ့ဒီဘက်ကနေနေပြန်နေပြီးတော့ထိမ့်သိမ့်မယ်လို့တော့ကျွန်တော်နေနေအဲသိရှိတာလားရှိတယ်နော်။နောက်လေးကြီးခေါ်လဲပွဲတွေကကာလာမနေ့ကလည်းတောက်ချောက်ကျွေးတာ။ မနေ့က၄ကီကောင်မှလည်းတောက်လျှောက်ကျွေးတယ်ပတ်ချလေးတွေမှာတောက်လျှောက်ကျွေးတယ်တောင်းတော့ဆစ်ချောင်းတော့နေရောညဝနေမနာညမနာပေါ့တက်မှာအခုအခုကတော့ဒီဘက်ရှမ်းမြောက်ကတော့စိတ်အေးသွားပြီလားစိတ်မအေးတာကျွန်တော်ရခိုင်ဘက်ပဲစိတ်မအေးတာနောက်ဒီမောဆိုလို့ဖရူဆိုလို့ပဲလဲစိတ်အေးတယ်တဲ့တဲ့မှာစိတ်အေးတယ်ဒီမာဝီလို့ဆိုတာဘာမှမဟုတ်တဲ့ကောင်လေးပြေးပြီပြေးပြီထိုင်းမဲ့ရောက်ပြီမဲဆောက်ဘက်ရောက်နေပြီဒီမှာလည်းမတိုက်နိုင်တော့တောင်းတော့အခုကဖရူဆိုရောက်သွားပြီ အဲဘလူးဆိုပါလေသူကလိုအပ်တဲ့ရိခါပါညာတဲ့အကုန်ပြည့်ပြီးတော့အကုန်နဲ့မြင်းရှင်းပြီးသွားပြီဆိုတော့နောက်ဘောတစ်ခက်ဆက်တက်မှာအဲ့မှာကခုတလော်မှာတိုက်ပွဲတွေကတော်တော်ကြီးကိုဟိုတိုက်တာဟိုအနိုင်ကြီးတော့ကျွန်တော်တို့ကတွေ့နေရတာနောက်ပြီးသွားတာပြောလို့မဲဆောက်စစ်စစ်ဂိမ်းမှာဆိုတော့ဒီဘက်ကိုသွင်းမဲ့စစ်လက်နဲ့ပစ္စည်းတွေ RPG တွေရော RPG တက်ကြီးရောလက်နက်တွေရောအများကြီးပဲကြီးစံတွေရောအဲ AP1G တွေရောအများကြီးပဲရတာအများကြီးပဲထိုင်းဘက်ကဖမ်းလိုက်တာနောက်အဲ့တော့ မြန်မာနိုင်ငံဘက်မှာဒီအားလေးကိုအထိုင်းဘက်ကဖမ်းမိတဲ့အခါကျတော့လူသက်လက်နဲ့တည်းမဝင်လာဘူးဆိုလို့ချင်းတိုင်းပြည်အေဂျင်နာပါဗျာတိုင်းပြည်ရဲ့မင်းကတပါပေါ့ရခိုင်မှာကကျွန်တော်တို့ဒီအမ်ရန်လမ်းပေါ်မှာလည်းကပ္ပစာ၆ကိုတိုက်ဖို့အတွက်တက်လာတဲ့အေဒီရှိတယ်အေဒီကလာတိုက်တာပဲဖြစ်ဖြစ်နေတယ်အဲ့ဒီပဲခြိုင်းတော့လဲတန်းတော်ကသွားပြီးတော့ထိုးဝင်ရောက်ပြီးတော့အခုလိုမျိုးကကြောင်မဲတို့လိုထိုးဆက်ဆင်တိုက်ခိုက်တာတော့ကျွန်တော်တို့ကအာမရှိသေးဘူးလို့ကျွန်တော်တို့မြင်နေရတယ်ဘာလို့လဲဆိုတော့ အေရီယာလာတိုက်တယ်စကန်းပါသွားတယ်ဒီဘက်ကတိုက်အင်အားဖြစ်တယ်ပြန်တိုက်လိုက်တယ်ပြန်ခုခံတယ်ပြန်ခါတယ်အဲ့ဒါကရခိုင်တကြောလုံးမှာဖြစ်နေတာကျွန်တော်တော်တော်ကြာပြီပါရခိုင်ပြည်စပါတယ်ကွာအဲ့ဒါတမျိုးနဲ့တမျိုးနဲ့ပါသွားတာကိုကျွန်တော်ဒီစောက်ကြည့်တယ်ပေါ့ဗျာကြည့်တဲ့ခါကျတော့လာပြီးတော့အတိုက်ခံတာရှိတယ်တောင်လုံးကတောင်းပြီးရေးရေးဝန်တောင်လုံးကတိုက်ခိုက်လိုက်တာတော့ကျွန်တော်မတွေ့ရသေးဘူးရခိုင်ကြီးတကွေရဒီဘက်ရှမ်းပြည်တကွေကတော့ပေါ်တယ်ကိတာအဟတိုက်ထိုးဆက်ဆိုပြီးတော့ခြတာတောက်လျှောက်ခြတာ အဲဒီဘက်ကျွန်တော်အမ်ဘရန်လမ်းပေါ်ဒီနောက်ဟိုနေကန်ပြူအောင်ကုန်းဒီနောက်လင်းစာတောင်ဘက်ဒီအဲဒါနေရာလေးဟိုတော့တောင်တော်ကတိုင်ဝဲတွေကတော့နေတိုင်းဖြစ်နေတယ်တိုင်ဝဲတွေကနေတိုင်းဖြစ်နေတယ်ဒါပေမဲ့အောင်မြင်မှုကြီးကြီးမားမားရလက်ကြီးကကျွန်တော်တို့ပေါ်ပေါ်တည်းကြောက်ဝဲလို့မပြနိုင်ဖြစ်တယ်ကြောက်ဝဲပေါ်တည်းပြသမှုကလည်းအမ်အမ်ခံနေပြီပဲနော်မနေ့ကတရက်နေ့လောက်က30နေ့ကတိန်တယ်တရက်နေ့က အာအကုန်လုံးလုပ်ပြီးတော့နင်းနေမှာအစိုးရရနေလဲဘာလို့တော့ကားပစ္စည်းပြေဆိုးတာအကုန်လုံး online ကျင်းနိုင်ပြီးရောက်ချလာအာလိုအပ်တာလည်း accessory ဟိုနေသူ accessory တွေအကုန်လုံးအပြည့်ရောက်ချလာတွေ့ရအဲ့တော့စနစ်တကျရှိတာပေါ့ဒီရခိုင်ဘက်ကတော့စနစ်ကျရှိဖို့တော့ကျွန်တော်တို့ကအားကျိုးမှန်တက်လို့တော့စိတ်ဝင်စားဖို့ရှိတာ AR ရဆက်ဆိုရင်ဒါမြောင်းဆန်းဒေတာပဲဆက်ဆက်ယူဘက်တွေဆိုတာပွဲရကလည်းပွဲကဆိုတာတစ်ချက်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 တလောက်ပဲပတိမုံရလမ်းမှာတောက်ဆောင်လုံးမှာလည်းဟိုဘက် ်ချန်ဒီပတ်ချန်ယူဘတ်ချန်ဟိုဘတ်ချန်နေမှာဆိုလည်းပဲရွာကောင်းရှိတယ်ဟိုဘက်မှာကတိုက်လည်းဟိုနေအေးကောင်းကြီးရှိတယ်ဒါတွေလည်းတတ်မလို့ကဒီတိုင်းပဲဟိုအမိန်မရလို့လားဘလို့လားတော့လည်းကျွန်တော်မသိဟိုရခိုင်ဘက်ကပြည်သူတွေကလည်းကြောက်မိုင်းပြည်သူပြောလို့ပြောကျင်တာပေါ့အတော်တော်စိတ်ဆီးရဲရဲတော်တော်ငိုရွေးတဲ့နေဖြစ်တာတော်တော်ငိုရွေးတဲ့နေဖြစ်တာမိုးရီယာရွာလာတမျိုးစီဝါရအစင်မပြေတာတမျိုးစေဘေးရှောင်းလာတာတမျိုးနဲ့ဘဝပေါင်းလုံးကြီးပြက်နေရတော့အဲ့ဒါကိုမျောလင်းကြက်တကြီးရှိတော့ ဘုံကလည်းကျွန်တော် developer ကအာတတိယရောက်ဟိုထိုးစစ်လည်းမရှင်းနိုင်သေးဒီဘက်တစ်ချက်ထိုးစစ်မရှင်းနိုင်လို့ပဲပြောမှာပေါ့အခုတော့မှကြောင်မဲမှာပဲပတ်တာနေရတဲ့ပုံစံတော့တွေ့ရတာပေါ့ကြောင်မဲမလို့ကကမနေ့ကကလပ်ပါရမှာကွဲကားတယ် AD လည်းတိလိုက်တာတော့ AD ကလည်းအခုကတော့ဘလို့ရိုးပြုတ်မလဲမသိဘူးရခိုင်ကလည်းကျွန်တော်စဉ်းစားချက်တယ်ဘုကရခိုင်ကဗိမာန်တွေဘက်ကဘင်္ဂလီတွေနဲ့လည်းတိုက်ဝဲတွေတော်တော်တိုက်ယူနေကြတယ်သူတို့လည်းအဲ့မှာလည်းတည်ကြတယ် တက်မလွန်နဲ့လည်းတိုက်တယ်တက်မလွန်နဲ့တိုက်ပြန်တော့လည်းဒီကောင်လေးသေးတာကိုကျွန်တော်တို့တွေ့ရတယ်အိုက်ပြီးသူတွေ့တဲ့စိတ်ပဲငေါ့စရာ ED လည်းပဲမကြခင်မှာအာတဖြည်းဖြည်းနဲ့မျိုးပြုတ်တော့မှာပေါ့အာချာလေးနဲ့လည်းတွေ့တော့လည်း ED သေးတာကိုတွေ့ရတယ်အဲနိုင်တာလည်းချိတယ်နောက်တက်မလွန်နိုင်ကြတော့တက်မလွန်ကတော့ဒီလေးနဲ့တွေ့တာခါကြတော့သူတို့ကြောင်နေအောင်မရဘူးပေါ့နော်အဓိကတော့အန်ဒန်လန်တို့နိုင်ရီကန်တို့ ညောင်ကျိုးတို့ဒီကုတ်ကြီးတို့လေးစားတောင်ဘက်တို့အဲ့ညာတွေကတော့ကိုေးတွေကတော့တော်ဖြောက်ကားနေတာကိုတွေ့ရတဲ့အတွက်ဒါအေးတွေကတော့ဘယ်ရတဲ့ဘလို့လူထိုက်ရမလဲတော့မသိဘူးနေရာတိုင်းတည်နေတာတော့များတယ်ရခိုင်မှာပြောလို့ပလီကိစ္စလေးနည်းနည်းပြောပြပါပြောပါဦးမယ်အခုကကနိုင်ငံဟိုရွေးကောက်ဝယ်နေကနေလို့ရှိရင်ပြဿနာတွေအမျိုးမျိုးဖန်တီးကြတာပေါ့နော်အမျိုးမျိုးဖန်တီးကြတဲ့အခါကျတော့ဒီပလီကိစ္စပေါ့ဦးမြောင်းလိုင်ကဒီဘာသာဘောဆိုချစ်ကြီး2000နဲ့ 24စနေနေ့လာမသိဘူးဒါမြေတွေပြီးတာကတော့ဘာသာပေါင်းစုံကိုပြီးတာရှိတယ်ဒီဘက်ပြီးတာပေါ့နော်အခုမှချိန်ခိုက်ထားပြီးတော့ရွေးကောက်ဝယ်နှီးမှဘာကြောင့်ပဋိထားစောက်တာလဲတော့လည်းကျွန်တော်လည်းမသိဘူးနော်ဘာကြောင့်ဒီလိုလုပ်တာလဲမသိအားလုံးပြီးသွားမှလုပ်လဲရတဲ့ကျွန်မဒီနေရာမှာဘာကြောင့်လုပ်တာလဲမသိဘူးဒါလည်းစဉ်းစားကြရတယ်ကဲသူကတမန်ရိုးကြကြနဲ့လုပ်တယ်ပဲထောင်းတော့ခက်တရာကြီးဆိုင်ဆိုင်ပြီးရွေးကောက်ဝယ်ပြီးမှလုပ်လိုက်မယ်ဆိုလို့ရှိရင်လည်း ဒါနိုင်ငံရေးဘက်ကိုလည်းထိရောက်မှုမရှိလာနိုင်ဘူး။ဘာဖြစ်လို့သူအမြင်ွက်တွေကလည်းယာပြီးသားဖြစ်တဲ့နိုင်ငံတော်ကလည်းပဲဒါတိတိကျကျတဲ့ဘာသာပေါင်းစုံကိုချစ်ချစ်ရေးနဲ့ပြရုပ်တစ်ခုပြပြသတာတွေ့ရတယ်။နော်။ကျော်တော်ကဗတိတိစောက်လို့ဟိုကန့်ကွက်တာမဟုတ်ဘူး။ဗတိတိစောက်လို့ပါညာကန့်ကွက်တာမရှိဘူး။ဒါပေမဲ့အမျိုးဘာသာသာသာစောက်စောက်တဲ့အဲရဟန်းတန်ခါတော်တွေကနောင်ရေးအတွက်ညွန်ဖို့တာ။ နောက်တန်းအဲ့နေမှာပလီရောက်လာပြီပလီရောက်လာပြီဆိုလို့ရှိလို့ချင်းမွတ်စလင်တွေအများဆုံးအဲ့ရွာတွေကိုဝင်လာမယ်အဲ့ရွာတွေမှာပတ်ချလဲအကုန်လုံးမှာမွတ်စလင်တွေရွက်ဖြစ်ကုန်မယ်အဲ့ရှီရိုက်တို့သူကစော်နီတို့ရှိမယ်တဲ့တဲ့နဲ့နှစ်ခုရှိတယ်တဲ့နဲ့အဲ့ပလီနှစ်နေရာရှိမယ်အဲ့ဒါဆိုလို့ချင်းအဲ့ဒီအဖွဲတွေအကုန်လုံးရောက်လာမယ်အဲ့နာမှာရွာတယ်အပြီးလို့ချင်းအဲ့ဒါကြီးကမလီရှိပြီဆိုအဲ့မှာအပြည့်အရာကြီးကမစရီဒါကြီးကိုသူတို့ကဟိုနောင်အကျိုးဆက်ကိုနောင်အကျိုးဆက်ကိုညှော်ဝိုးပြီးတော့မှ မဘာသာဆရာတော်တရားပြောတာရှိပါတယ်။နော်ဒါမဲ့အဲ့ဒါကလည်းပဲနောက်တက်လာမယ့်အစိုးရရဲ့စနစ်ကြလုပ်မယ်ထင်ပါတယ်။ဘာဘယ်လိုစနစ်ကြလုပ်မလဲ။ဗလီကလည်းပဲသူတို့လက်ရှိရှိနေတဲ့နေရာတွေမှာဝတ်ပြုကြပါတော့။နော်လာဝတ်ပြုကြပါတော့ဒါဘာသာတော့ဝတ်ပြုလို့ရ။ဒါမဲ့လာရောက်နေထိုင်တာတော့သူတို့အယောဝမောင်မူတည်ပါပေါ့။သူတို့မတန်တဆဈေးပေးပြီးတော့သူတို့ကဒီလိုပါပဲတယောက်လာနှစ်ယောက်လာသုံးယောက်လာနောက်ပိုင်းကျတော့တယောက်ကွာပြည့်တယောက်ကွာပြည့်တစ်မျိုးနဲ့ပြည့်တမျိုးနဲ့ပြလို့ရှင်လို့ရှင်လေသူတို့ကအမအထုတ်ရေးဖွဲ့စည်းတွေဝင်လို့ဒါကတော့အဲသူတို့ရဲ့တမျိုးကြနီလန်းပေါ့ ဒါနိုင်ငံတကာမှာဖြစ်တဲ့တပ်ပြိုကြနီလိုင်းပေါ့နိုင်ငံတကာမှာဖြစ်တယ်ဆိုဒါကျွန်တော်တို့စဉ်းစားစရာပြပြရအောင်ပဲနိုင်ငံတကာဆိုလို့ဟိုပလာတီမာပူတင်ရဲ့နောက်ကအမေရိကန်ဒေါ်လာထရိုင်ကအပြောတာဒါသူတို့ခေရှန်ကိုကကာကွယ်ရမယ်ပေါ့နော်ခေရှန်ဟိုနေဟိဘုတ်တို့ဘာသာကိုကာကွယ်ရမယ်ဆိုတော့ဒါတကယ်နိုင်ငံကောင်းဆောင်အကြီးနှစ်ယောက်ပြောတာဟိုဆိုကျွန်တော်ကြားတယ်အဲ့ဒါအဓိကဘာကြောင့်ပြောလဲဆိုဒီမွတ်ဆလင်အရေးကအရန်ဆိုးရင်ရလို့ဆိုတော့အကောင်မိမောင်းထိုးပြတာဖြစ်တယ် တရုတ်မြန်မာနိုင်ငံမှာလည်းပဲအတိတ်တရရှိတာတော့ကောင်းပါလေဒါအခုကနိုင်ငံရေးနဲ့အဲတိတိကျကျလုံးနေတာဖြစ်တဲ့အတွက်အမျိုးဘာသာတာနာဆရာတော်ဘုရားကြီးတွေမှာလည်းတိတိမှရှိတဲ့အမျိုးဘာသာတာနာကိုဆက်လက်ကြီးမြောင်းမှာအဲစိတ်ရှိပြီးခံမှုပြီးကိုတော့